တခါလေမှကျွန်တော်တို့မျောလင့်တတ်တဲ့အရာတစ်ခုရှိပါလိမ့်မယ်အချိန်ကိုရက်ပစ်ခွင့်ရရင်ဆိုတဲ့အကြောင်းအရာပေါ့ဒါပေမဲ့အချိန်ကိုရက်တက်စေခဲ့တဲ့ဖြစ်ရည်ကြီးတစ်ခုရှိတယ်ဆိုရင်ယုံနိုင်မလားနေရောင်ကလုံးဝမဝင်မယ်လကလည်းလုံးဝမထွက်ပွဲနဲ့စစ်ပွဲတစ်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့အရာကိုဒီနေ့ပြောပြပေးသွားမှာပါဒီအကြောင်းအရာကစမ်းစာထဲမှာမတန်တင်ခံထားရတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့လူမျိုးပဲဒီအဖြစ်ဂီဘောင်မျိုးနဲ့အမောရိဘီရင်၅ပါး နှစ်ဖက်ကြားကစစ်ပွဲတစ်ပွဲဖြစ်ပါတယ်ဒီနေ့ဒီသမိုင်းအကြောင်းကိုကျွန်တော်တို့အတူတူသွားရောက်ပြီးလေ့လာကြည့်ကြဒီဇလန်းကိုကျွန်တော်တို့မပြောပြခင်နည်းနည်းနောက်ကျောင်းပြန်ဖို့လိုပါလိမ့်မယ်။မောရှေဣတရာလူမျိုးကိုအီဂျစ်ပြည်ကနေခေါ်ထုတ်လာပြီးနောက်ပိုင်းမောရှေတည်ဆုံပြီးတဲ့နောက်ပိုင်းပေါ့နော်။ယောရှုဆိုတဲ့ခေါင်းဆောင်ကဣတရာလူမျိုးကိုဥဆောင်ပြီးတော့ခါနန်မြို့ကိုတင်ပိုက်နေတဲ့ကာလလည်းဖြစ်ပါတ အထူးသဖြင့်ခါနန်ပြည်ကိုမရောက်ခင်မှာလမ်းမှာရှိတဲ့မြို့တွေအကုန်လုံးကိုပါတိမ့်ပိုက်ခဲရတယ်ဆိုတဲ့မတမ်းမရကတော့ရှိနေပါတယ်အဲ့လိုမတမ်းမရရှိနေတဲ့အရာတွေထဲကမှာဂီဘောင်မြို့ဆိုတဲ့မြို့တစ်မြို့ကတိုက်ပွဲလုံးဝမဖြစ်ချင်ခဲ့တဲ့အတွက်ကြောင့်ဣသရေလမြို့နဲ့ငြိမ်းချမ်းရေးယူခဲ့ပါတယ် အဲ့ဒီလိုငိမ့်ချမ်းရေယူခဲ့တဲ့အရာကိုအမောရိဘီရင်၅ပါးကကြာတိတဲ့အခါမှာမကြည်နဲ့ပဲနဲ့ခီးပေါမျိုးကိုလာပြီးစစ်တိုက်တဲ့အရာကနေစစ်ပွဲစတင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဒီစစ်ပွဲကပဲဒီဖြစ်ဖြစ်ကြီးရဲ့စတင်ရာအမြင့်တရာဖြစ်လာခဲ့ပါတယ်။ကိဘောင်မျိုးဟာဆိုရင်အမောရိဘီရင်၅ပါးရဲ့စစ်ထိုးလာတဲ့အရာကိုလုံးဝထိန်းသိမ်းနိုင်ခြင်းမရှိတော့တဲ့အနေအထားမှာ ယောရှုဥဆောင်တဲ့ဣသရေလစစ်တပ်ကြီးကိုအကူအညီတောင်းခံခဲ့ရပါတယ်။အဲ့လိုအကူအညီတောင်းခံခဲ့ရတဲ့နေ့တပြိုင်တည်းယောရှုကလာပြီးတော့မှအကူအညီကိခဲ့ပါတယ်။မတန်တင်ထားတဲ့အရာဆိုရင်ခန္ဓာကိုယ်ဆက်လက်ချစ်တရမယ့်အရာကတစ်ဖွဲ့ကိပောင်မျိုးကိုကူညီပေးရမှာကတစ်ဖွဲ့နှစ်ဖွဲ့ခွဲပြီးခဲ့တယ်ဆိုပြီးမတန်တင်ထားခဲ့ပါတယ်။ကိပောင်မျိုးကိုကူညီပေးတဲ့အဖွဲ့အထဲမှာတော့ယောရှုကလိုက်လာခဲ့ပါတယ်။ဒီအရာကပဲကျွန်တော်တို့ရဲ့ impact အကြီးကြီးမားမားကိုဒီတိုက်ပွဲကိုဖြစ်ပွားစေခဲ့တာပါ။ ယောရှုလိုဂိဗောင်မျိုးကိုရောက်လာတာနဲ့တပြိုင်နက်တိုက်ပွဲကြီးကဆက်လက်ပြီးတော့မှအပြင်းထန်ကိုဖြစ်ပွားလာခဲ့တာပါအဲ့ဒီတိုက်ပွဲနေရာဆိုရင်ဂျိုင်ဝမ်ထဲမှာဖြစ်တယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဒါပေမဲ့လည်းယောရှုရဲ့ခရီးပန်းတာတကြောင်တိုက်ပွဲထဲမှာအနေငယ်တိုက်ခိုက်ဖို့အတွက်ခက်ခဲနေရတာကတကြောင်ဖြစ်ပေမဲ့ဘုရားသခင်ကယောရှုဘက်မှာရှိတဲ့အကြောင်းအရာကိုဒီကျမ်းစာကိုဆက်ဖတ်ရင်သိရပါလိမ့်မယ်။ကျမ်းစာထဲမှာဖော်ပြချက်အရာကတော့ ကောင်းကင်ဘုံကနေမိုးတီကြီးကြီးတွေကိုဖန်တီးပြီးပြီးတော့မှာဖျက်ကန်ကူညီပေးခဲ့တယ်လို့ဆိုလိုပါတယ်။ကျန်းစာကိုနှက်ပြန်တဲ့လူတွေဖော်ပြချက်အရာကတော့ hailstone ဆိုတဲ့ကြောက်တုံးအကြီးကြီးတွေကျလာခဲ့တယ်ဆိုပြီးတော့မှာဖော်ပြထားတဲ့အရာရှိပါတယ်။ဒီကြောက်တုံးကြီးတွေကြောင့်ရန်သူတွေတိတ်ဆုံးရတဲ့အရာကပုံများပြီးတော့မှာသူတို့ရဲ့ခွန်အားသူတို့ရဲ့လက်နဲ့တိုက်ခိုက်ခဲ့ရတဲ့လူအကြီးတွေကအနေငယ်ပဲရှိတယ်လူတော်ဖော်ပြထားပါတယ်။အိုက်ပွဲကယောရှုရုဘတ်ဂီဘောင်မျိုးနဲ့မဟာမိတ်တပ်က အตาစီရနေတဲ့အချိန်ကာလမှာပဲနေကဝင်လူစဲစဲအချိန်ဖြစ်နေပါတယ်အဲ့ဒီအချိန်ကာလအရာစစ်ပွဲစီးမြင်တစ်ခုဟာဆိုရင်နေဝင်တာနဲ့စစ်ပွဲကိုရက်ပြီးတော့နောက်နေ့နေထွက်တဲ့အချိန်မှာပြန်ပြီးတိုက်ခိုက်ရမယ်ဆိုတဲ့ဥပဒေတစ်ခုရှိနေခဲ့တာပါအဲ့ဒီအရာကပဲယောရှုကိုအခက်တွေ့စီခဲ့တယ်လို့ပြောလို့ရပါတယ်လုံးဝနေဝင်ခွင့်ကိုမရဖို့အတွက်ဘုရားသခင်ကိုစာပြီးဆူတောင်းခဲ့တော့တာပါအဲ့ဒီကာလရောကချိန်ဆတဲ့အရာမရှိခဲ့တဲ့အတွက်ကြောင့်မလို့ ဆူတောင်းခဲ့တဲ့ဆူတောင်းချက်ထဲမှာနေကိုလုံးဝမဝင်စီပဲလကိုလုံးဝမထွက်စီပဲဒီတိုင်းရှိနေစီပြီးတော့တိုက်ပွဲကိုပြီးသွားဖို့ရအတွက်ဆူတောင်းခဲ့တာပါဒီစစ်ပွဲကြီးကလုံးဝနေဝင်ခြင်းမရှိလထွက်ခြင်းမရှိပဲနဲ့ပြင်းကြောင်တောင်ကြီးမှာတိုက်ပွဲကြီးဖြစ်ပွားခဲ့တာပါနောက်ဆုံးမှာအတိုးချိုးပြောရရင်တိုက်ပွဲကြီးကိုအောင်းနိုင်ခဲ့ပြီးတော့မှအမော်ရီဘီရင်ငါးပါးကအရင်နိုင်ခဲ့ရတယ်လို့ပတ်သက်တည်ထားခဲ့ပါ ကျမ်းစာထဲမှာဘုရားသခင်ကလူတစ်ယောက်ရဲ့စကားကိုနားထောင်ပြီးတော့အချိန်ကိုရပ်တန့်ပေးခဲ့တယ်။ Bible နဲ့ပတ်သက်တဲ့တမိုင်းတစ်လျှောက်လုံးမှာအချိန်ကိုရပ်တန့်ပစ်စီခဲ့တဲ့ဖြစ်ရက်ကအဲ့တခါပဲရှိတယ်လို့ mention လုပ်ထားတယ်လို့မျိုးပဲ။တခြားတခြားသောအခြေအနေမှာလုံးဝလည်းရှိလာမှာမဟုတ်တော့ဘူးဆိုပြီးတော့မှဖော်ပြထားတဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ်။ဒီအကြောင်းအရာဆိုရင်ဘုရားခင်ရဲ့အယံကိုကြီးမားတဲ့ ဘုံတကူအနုဘရကိုဖော်ပြနေတဲ့အကြောင်းအရာဖြစ်တယ်လို့မျိုးပဲတိတ်ပံသဘောအရာလုံးဝမဖြစ်နိုင်ဘူးဆိုပေမဲ့လေဒီအရာကြီးကလုံးဝဖြစ်သွားတယ်ဆိုတဲ့အရာကိုမှတ်တမ်းတင်ထားခဲ့ပါတယ်ဒီလိုပဲဒီအကြောင်းအရာလေးကျွန်တော်တင်ကန်းစာရတဲ့အရာတစ်ခုကတော့ဘုရားသခင်ကကျွန်တော်တို့ဒီလုံးဝအချိန်ကမရှိတော့ဘူး ကျွန်တော်တို့တွေလုံးဝမလောက်ငါတော့မဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေတစ်ခုမှာသူကလုံးဝကူညီပေးနိုင်တယ်ဆိုတဲ့အရာကိုမတန်းတင်ထားခဲ့တဲ့အရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ဘုရားသခင်ကနေဆိုတဲ့အရာကိုရပ်တန့်ပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ပြဿနာတွေတစ်ခုစီတိုင်းကိုဖြေရှင်းပေးနိုင်တယ်ဆိုရကိုဖော်ပြပေးရင်ねဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။